ာတင်စမစ်ရဲ့ဘာမာကိုဂျာမန်တို့ဘာသာပြန်ထားတဲ့ပြေပမာအဖြေရှားဖွေကားကြည့်ပါလေ။ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဂျာမန်တို့နဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်။အပိုင်း၁၉ဒေတာရင်းကိုပိုင်အုတ်ချုပ်ရေးစုံစမ်းမှုစစ်ဝင်တန်းနှင့်တိုက်ပွဲစတင်ခြင်းအီအရှုံးဇာလန်ကြီးသည်ရှုပ်ထွေးမှုများဖြင့်အဆုံးသတ်သွားရမည်ဖြစ်တော်လဲအ ਨੇ ဆုံးအပြင်များစွာ ရွှေ့ဆိုင်ထားခဲ့ရသော ဒေတာရင်းကိုပိုင်အုပ်ချုပ်ရေးစုံစမ်းမှုကော်မရှင်ဖွဲ့စည်းရေးကို1948အောက်တိုဘာတွင် ပြန်လည်စတင်နိုင်သည့်အထိမြန်ဆန်သွားစေခဲ့သည်ဤကော်မရှင်ကိုကင်းတို့၏တောင်းဆိုမှုကိုစုံစမ်းစစ်ဆေးရေးလုပ်ရန်ခြေခံဥပဒေတွင်ထက်သွင်းထားခဲ့ခြင်းဖြစ်သည်မြန်မာပြည်တွင်ကြားနေရများ၌ဖြစ်ပွားနေသောဒိုင်းသားတို့မငြိမ်မသက်ဖြစ်နေကြောင်းကိုပြသသည့်လက္ခဏာများဆက်တိုက်ထွက်ပေါ်နေခြင်းအတွက်တုံ့ပြန်ပေးသောအပြင် ယခုမောနေ့ရခိုင်အထူးသဖြင့်မူကြဟစ်ဦးစိန်နိုင်ရခိုင်မျိုးသားရေးဝါဒီများနဲ့ CPV PVO တို့နဲ့တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားခြင်းကြောင့်စစ်ကြံခံနေရသည့်ရခိုင်ဒေသတို့၏တောင်းဆိုချက်တို့ကိုပါထက်သွင်းပေးနိုင်ရန်တိုးချက်ဖွဲ့စည်းပါသည်1948ခုဖြစ်သည့်1940ခုက FACE ထက်တိုင်းသားလူနည်းစုတို့၏အကျိုးကိုတည်တည်သာသာပေါ်၍ကိုစားပြုပါသည် ဤ28ဦးကုန်ရှင်တွင်စောပါဦးကြီးမန်ဂျမ်းစ်ထွန်းအောင်နှင့်စောတာရင်တို့အပါအဝင်ကရင်6ဦးမွန်6ဦးအာရကန်9ဦးဗမာ9ဦးနှင့်နေကြားဒေသလူမျိုးများအတွက်၄ဦးတို့ကိုယ်စားလှယ်များဖြစ်ပါဝင်ကြသည်တို့ရာတွင်ရလက်မှာရခင်ကဲ့သို့ပင်ခိုင်ခိုင်မာမာထွက်ပေါ်မလာခဲ့ကြည် KNU သည်ကရင်သမိုင်းကိုရှေ့ရှေ့ဝေးဝေးအသေးစိတ်တင်ပြလျက်ရင်တို့ဤဌာနနေမည်လိုအပ်ပုံကိုထပ်မံတင်ပြပါသည် ထိုနယ်မြေကိုလွတ်လပ်သောကရင်ပြည်နယ် Independent Grand State ဟု အမည်တွင်စီလျက်ထိုရက်တွင်ကရင်တို့သည်လူမှုရေးနိုင်ငံရေးပညာရေးနေစည်းဝါးရေးတို့တွင်မိမိတို့၏ကိုယ်ပိုင်နီလန်းဖြင့်တိုးတက်ဖွံ့ဖြိုးလာစေမည်ဖြစ်ကြောင်းတင်ပြပြီးကိုယ်ပိုင်ပြဌာန်းခွင့်ကိုတောင်းဆိုသည်ကရင်တို့၏တင်ပြချက်တွင်အငင်းပွားဖွဲတောင်းဆိုချက်ဖြစ်သောအရာရီမြေဝကျုံပေါ်ရှိကရင်များစုနယ်မြေတို့ကိုကင်ပီနယ်၌ထည့်သွင်းရေးထက်မှန်ပါဝင်လာပြန်သည်သို့သော် ငင်းချမ်းရေးတန်လွင်ကတခက်ကိုတော့ကန့်လန့်ခဲ့ပါသည်။ဤရီမန်းချက်တာရရှိလာခြင်းဖြင့်အစုံစုံသောဘန်းနိုင်ဖြစ်အမြဲမှတ်ယူထားနိုင်မည်ဖြစ်သောမမနိုင်ငံပြည်သူပေါင်း၏ဘုံဖက်ဒရေးရှင်းပေါ်ပေါက်လာရေးကိုပြစ်ပယ်လိမ့်မည်မဟုတ်ပါ။ကွန်မရှင်တို့တင်ပြသောနောက်ထပ်တောင်းဆိုချက်အသစ်တရမှာ KNU နှင့်မွန်မျိုးသားရေးတပ်ဦးများဖြစ်သည့် စီးလုံးညီညွတ်သောမွန်အသင်းနှင့်စီးလုံးညီညွတ်သောမွန်တပ်ဦးတို့၏ပြည်ညင်ဖြစ်ပြီး၎င်းကို KNU ၏ပင်မကျင်းညာစာရန်တွင်ပူးတွဲထားပါသည်။ ရင်းရင်းညင်၌သူတို့နှစ်ဦးစလုံးကတောင်းဆိုနေသည့်တနင်္သာရီရှိနေမည်များအတွင်း၌လွတ်လပ်သောမွန်ကင်ပူပေါင်းနေမည်ဖြစ်ပေါ်လာ၏ဆောင်ရွက်ရန်ဖြစ်သည်ဤသဘောတူညီချက်ပေါ်ထွက်လာသည်မှာမော်လမြိုင်တွင်ရှိကင်နှင့်မွန်ကောင်းဆောင်များအကြားချစ်ချင်ရင်းနှီးမှုပုံမှုခိုင်မာလာခြင်းကြောင့်ဖြစ်သည်ဤပြင်ညင်သည်သူတို့တောင်းဆိုနေသည့်နေမည်များမှာလူမျိုးရေးတည်တံ့နေမည်ဖြစ်စေရန်အတွက်မဟုတ်ကြောင်းရှင်းလင်းစွာဖော်ပြလျက်ရှိသည့် ထမအဦးဆုံးသော KNU အသိအမှတ်ပြုထုတ်ပြန်ချက်ဖြစ်ပြီးထိုချင်းကမိသူများသဘောမပေါက်ဘဲရှိကောင်းရှိမည်ဖြစ်တော်လဲထိုချင်းညာချက်သည်ကင်ရဲနှင့်ပတ်သက်၍နောက်ဆုံးလူသိရှင်ကြားထုတ်ဖော်ခွင့်ရခဲ့ခြင်းဖြစ်သည်မိသူဆိုစေ CPB နှင့်အပြင်းအထန်တိုက်ခိုက်နေသည့်အတော်တွင်၌စိတ်အာရုံအပြောင်းလဲဖြစ်ပေါ်ရုံများထက်ပို၍ဘာမှမဖြစ်ပေါ်စေခဲ့ပါကင်နိုအီတော်နိုင်ရေးစတင်ပြီးနောက်ပိုင်း1949ဖေဖော်ဝါရီလတွင်ကြမှာသာ ကွန်ရှင်ကအစီရင်ခံစာကိုတင်ပြခဲ့သည်ပြည်အောင်စုအတွင်းတိုးချက်တန်လွင်ခရိုင်တွင်ကရင်ပြည်ဖွဲ့စည်းရေးအကြံပြုချက်ကို KNU ကချက်ချင်းပင်ပယ်ချလိုက်သည်ပြန်လည်အမှတ်ရဖို့လိုအပ်သည်မှာဤကြားနာပွဲများသည်ဗမာနှင့်ကရင်ကောင်းဆောင်တို့အကြားနတ်ဆိုင်စာကွဲပြားနိုင်မှုကိုအလေးပေးဖော်ပြခြင်းများလောက်သာဖြစ်ခဲ့ပြီးကရင်လိုလားသူ၏အမြင်များရှိသည်ဟုဆိုကာဇိုးရတာဝန်များတွင်ကရင်နှုတ်ဟူ၍အမိတက်ချင်းခံရသူဦးနှုတ်ကပင်လင်ကျွန်တော်ကလက်ရှိဖြစ်နေတဲ့ တိကျပြည်နယ်တွေထူထောင်ရေးမွန်ကရင်နဲ့ရခိုင်တို့အတွက်ဆိုတာကိုတရားရခိုင်တို့သဘောမတူဘူးဟုကန့်ကွက်ပြောဆိုလာသည်ဆိုရင်ပူပန်ပွဲအခါဆုံးမှာတိတာစွာအမြင့်တွင်နေပြီဖြစ်သောဤနိုင်ငံရည်တည်ချက်များအတွက်အဖြစ်ဖြစ်မည်ပုံသဘောထားတရက်ကို KNU နှင့်ဖားစာပါလာခေါင်းဆောင်များကရှာမတွေ့ခဲ့ခြင်းဖြစ်သည်တဖက်နှင့်တဖက်အပြန်အလှန်ဆုံးမဩဝါဒပေးရင်းနှင့်ပင် KNU ကိုယ်စားလှယ်တို့သည်သူတို့၏ထွက်ချက်များကိုပေးပြီးနောက်ကော်မရှင်မှနှုတ်ထွက်လိုက်ကြလေသည် 1948ဒီဇင်ဘာလတွင်လူ့ဖွဲ့စည်းခြင်းချင်းဆက်ဆံရေးသည်ပုံမဆိုးရသည့်ဘက်သို့ထူးခြားစွာလဲထွက်သွားပြန်ပါသည်ဒုတိယကမ္ဘာစစ်တုန်းကလိုပင်စောင့်ကြည့်နေလာသူများကလူမျိုးရေးကြမ်းဖက်မှုများတိုးပွားလာခြင်းအတွက်အပြည့်စုံရန်ရှိသည်တို့ကိုနှဦးနှက်ဖက်မျှ၍ပြည်ရန်စ조사ကြတော့လဲများပြားလာသောအထောက်အထားများရကရင်လူအတိုင်းဝိုင်းတို့အတွက်များစွာပို၍ဆိုးရသောရလက်ထွက်ပေါ်ခဲ့သည် အချိန်နေရရတို့ဆိုးရကြဆင်းလာနေခြင်းအတွက်အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာလလယ်ပိုင်းက MMT ကရင်တနတ်ကန်တန်ရင်ကြီးနဲ့ MMT ကချင်တနတ်ကန်တန်ရင်ကြီးတို့က CBB ကို၎င်းတို့၏ပြင်မနာအမခံနဲ့မြင်မာပင်အပြတ်အသတ်နိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ဂျာတိယသမျှအပြင်ကရင်နှင့်ကချင်တပ်ဖွဲ့တို့သည်ရဲစက်မှုနှင့်ထက်မြက်မှုတို့နှင့်အတူ CBB ထိန်းချုပ်ကြီးရွာများတလျှောက်ချီတက်တိုက်ခိုက်သွားကြသည်။ 1945-49ခုတွင်ဒုတိယကမ္ဘာစစ်နှင့်လွတ်လပ်ရေးတိုက်ပွဲများကိုအောင်မြင်စွာဖြတ်သန်းလာခဲ့သော PVO နှင့် BIA စစ်သည်ဟာများအတွက်ဗီဒီဇာလက်ကင်တုံများအဖြစ်သူတို့မှတ်ယူထားဆဲဖြစ်သောကရင်နှင့်ကချင်စစ်သည်များကသူတို့၏တပည်တနိုင်ငံ내သားတို့အားအနာယူဒုက္ခပေးခြင်းသည်အထူးသဖြင့်နာကျေစရာဖြစ်နေသည်ဆဲလက်ဖြစ်ပေါ်လာသည့်ညှိတွဲရှောက်တွင်းနေသောဖြစ်ရမျိုးစုံတို့မှကြိုးချောင်းတင့်ခြင်းကိုသာ၎င်း အစီအစဉ်တခြားရှိခြင်းမရှိခြင်းကိုသော၎င်းတွေ့ယူရရှိရန်မဖြစ်နိုင်ပါကဗေးတစ်ခုကကဗေးတစ်ခုနောက်လိုက်ပါလာခြင်းသာဖြစ်သည်ယနေ့ KNU ကောင်းဆောင်များဆွတ်ဆွဲသည်မှာဖားစာပါလာအချို့ရသည်မျိုးသား၏လှုပ်ရှားမှုကိုဖြိုခွင်းရန်အောင်ဆန်းစစ်စင်ရေးဟုလို့ဝဲအမည်ပေးထားသောကြောချမ်းစပွဲကရင်စန့်ကျင်ရေးစီမံချက်ကိုစတင်လှုပ်ဆောင်နေခဲ့ပြီးဟူ၍ဖြစ်သည်ဤစီမံချက်တစ်ဆောင်များယနေ့ချိန်တွင်ရှိမနေတော့ပါ တို့ဖြစ်၍နှစ်များကြာခဲ့သည့်နှင့်အမျှရင်းစီမံချက်၏အတိုင်းအတာကိုအတော်များများချဲ့ကားလာကြသည်1949ခုနှစ်ကမိတီလာတွင်တင်စီရမိသောစစ်တပ်မှစာတမ်းတစ်စောင်ကိုကင်ငေါဆောင်တို့ကရည်ညွှန်းခြင်းဖြင့်ဟန်တူပါသည်ဤစာတမ်း၌ KNU ရည်မှန်းချက်နှင့်သမိုင်းကိုအကျဉ်းဖော်ပြထားပြီးဗမာပြည်ရှိမြို့များစစ်တပ်တွင်တပ်ဖွဲ့များဇိုးရဌာနများ၏ကင်လူရည်ပြန့်နှံ့ပုံတို့ကိုအသေးစိတ်ဖော်ပြထားသည် KNU မော်ဂွန်းတွင် တော်လိုင်းကြီးကိုအဖူးငုံပွားမှာပင်လက်တန်းနှင့်စိတ်ပြည့်စီမံကိန်းအဖြစ်မှတ်တမ်းတင်ထားပြီးတိုင်းသားလူနေစုကောင်းဆောင်များအထူးသဖြင့်ကချင်နှင့်ချင်းတို့အား၎င်းတို့လည်းစုံစမ်းထောက်လန်းခံရပွဲရှိကြောင်းအဆိုပြုသည်မြည်တော့ပင်ဖြစ်စေဤစာရန်သည်ကင်းဆန့်ကျင်စီမံချက်တရက်ကိုလှုပ်ဆောင်ရန်စစ်တပ်ဤရွက်ချက်ဖြစ်ကြောင်းတတ်သိဖြစ်သည်ဟု၍ပြောရင်မရနိုင်သလောက်ဖြစ်ပါသည်တို့ဖြစ်တော်လဲကင်းတော်လိုင်းကြီးအတွက် စစ်တပ်၏ရန်စီမံကိန်းများချမှတ်လျက်ရှိနေပြီဖြစ်ကြောင်းကိုလည်းဤသက်တေကံပြစီက အတည်ပြုပေးပါသည်မေကောထောက်ရှားရှိသည်မှာတိုက်ခတ်မှုများစတင်လာချိန်၌အစိုးရသည် KNU ထက်ပို၍ကောင်းမွန်စွာ ပြင်ဆင်ထားပြီးဖြစ်သလိုဟူ၍ဖြစ်သည်စစ်စစ်အပြင် KNTO တို့မော်လမြိုင်ကိုမသိမ်းပိုက်မိကပင် KNU ရည်ရွယ်ချက်များကိုတန်တရားထားရန် အစိုးရ၌အကြောင်းပြချက်ကောင်းရှိပါသည်ဦးနှုတ်အစိုးရပြိုလဲရန်နေ့စဉ်မျှော်လင့်နေကြသော 1948ဇွန်လကပဲရန်ကုန်တွင်တပ်ဝင်လှောက်ရှားနေစေဖာစာပါလာမဟုတ်သည့်ထိပ်သီးနိုင်ငံရေးသမားအနေပါတို့နှင့်အပါဝင်ဖြစ်သည့်ဒေါက်တာပါမွန်နှင့်တက္ကင်ပါစိန်တို့နှစ်ဦးလျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း KNU ကောင်းဆောင်များကပြောသည်ဆွေးနွေးမေးမြန်းခဲ့သည်။အနေ KNDO ကရင်တနက်ကင်တရင်ကြီးတို့ရန်ကုန်ကိုထိန်းချုပ်နိုင်ခဲ့လျင်သူတို့နိုင်ငံရေးအုပ်စုအနေနဲ့ညွန်ပေါင်းစိုးရဖွဲ့စည်းရေးတွင်ပါဝင်ကူညီမည် မကူညီမီဟူသောမင်းမြန်းဆောင်စမ်းကြံလဲပါဝင်သည် KNU ၏အထွေထွေတွင်ရမှုချုပ်ဆရာသားတို့ကဆွေးနွေးချက်များအချင်းချုပ်ကိုကချင်မျိုးသားကွန်ဂရက်မှလေဗန်ဂရောင်းထံသို့ပေးပို့သည်သူတို့၏ထောက်ခံအားပေးမှုကို KNU ကအထူးလိုလား၍ဖြစ်သည်ဤဆွေးနွေးချက်များသည်ဖာစာပါလာလိုလားသူကချင်လူမျိုးအစိုးရအဖွဲ့ဝင်ကြီးစမတူဝါစင်ဝါနာဝီနာတို့မလွဲမရှောင်သာရောက်သွားသဖြင့်သူကဥနုအားတရိပ်ပေးလေတော်သည်စက်တင်ဘာလအတွင်းကမော်လမြိုင်နှင့်တထုံကို KNDO တို့သိမ်းပိုက်ခဲ့ခြင်းသည်အစိုးရ၏စိုးရင်ပူပန်မှုကိုတိုး၍လာစေရုံမျှသာရှိမည်ဖြစ်ပြီးနိုဝင်ဘာလတွင်စင်ဝါနာကဂျမဇုံနမိတ်ပါသည့်စကလုံးများဖြင့်ထပ်မံတရိပ်ပေးလိုက်ပြန်သည်နောက်ကြရင်ဒုက္ခဖြစ်မယ်ဟု၏တော့ပြည့်၍ရန်ကုန်တွင်ပြုလုပ်ခဲ့သောလက်ဝဲဝါဒီစီယုံရေးကောင်စီ စီဝေဆုံးဖြတ်ချက်များ၏နောက်မှထက်ချက်လိုက်ပါဆောင်ရွက်သည့်အနေဖြင့်1948၏ဒုတိယနှစ်ဝက်အတွင်း၌စိုးရသည်ပြက်လာနိုင်ခြင်းရှိသော KNU နဲ့လက်နက်ကိုင်ထိတ်တန့်ရင်ဆိုင်မှုအတွက်ပြင်ဆင်မှုများကိုလျော့ဝှက်စွာစတင်လုပ်ကိုင်သည်စစ်တပ်သည် CBB နှင့်ဖြစ်ပွားနေသောစစ်ပွဲအတွက်ကချင်ကရင်နှင့်ချင်းတန်ရင်ကြီးများကိုအများအားဖြင့်မိခိုနေရသည်ဖြစ်ရာဦးလူသည်နောက်တန်းတွင်နေရချထားရန်အတွက်စစ်ဝင်တန်းအဖြစ်တည်ကြသောနယ်မြေလိုက်ရန်ကာကွယ်တပ်များစတင်ဖွဲ့စည်းသည်နှစ်ကုန်မှရောက်သောရဲဘော်ဝါနှင့်ဆိုရှယ်လစ်ပါတီထောက်ခံသူများစုပါဝင်သောနယ်မြေလိုက်တပ်ဖွဲ့တရာကျော်ဖွဲ့စည်းခဲ့သည် ဤစစ်ဝင်တန်းများအနက်မြောင်များစွာတို့မှလေ့ကျင့်မှုနှင့်စီကံလိုက်နာတမ်းမှုတွင်အလွန်ပင်ညံ့ပြင်းသည်ဖြင့်ပြဿနာများစုကိုဖန်တီးခဲ့သူများမှဗမာရိုင်ဖယ်တပ်ထဲသူတို့သာလင်ဖြစ်သည်ကင်ကားဆောင်များကဤတပ်ဖွဲ့များသည်အတောက်တာလက်စုပ်လက်ကမ်းမပြနိုင်တော့လေစီရဲလျော့ဝက်စီစဉ်ပြေလောက်လုံးနေချောင်းအခိုင်မာပင်ပြောကြသည်ဦးနှူဤတပ်ဖွဲ့များဖွဲ့စည်းရေးနှင့်လေကျင်ရည်ဤနောက်ဆုံးအပိတက်ရဲ့အဖြစ်1949ဇန်နဝါရီ31ကို တတ်မှတ်ထားခဲ့ရာထိုနေ့မှာပင်တိုက်ခိုက်မှုတရားဝင်စတင်ခဲ့ခြင်းမှာတိုက်ဆိုင်မှုမဟုတ်ဟုဆိုနိုင်ွယ်ရှိပါသည်တိတာနေသော အချက်လက်မှာလက်ဝဲညီညွတ်ရေးရည်လာခံကနေချက်နှင့်ပူးပေါင်းသူဖြစ်နိုင်သည်ဟုညွှန်ပြခြင်းခံရသောကာကွယ်ဝင်ကြီးချုပ်စမစ်တွန်အားစစ်ဝန်ထမ်းတပ်ကိုဦးစီးခွင့်မပေးဘဲသူ့လက်ထောက်ဘုံနေဝင်းကိုသာပေးခဲ့ခြင်းဖြစ်သည်ကင်ယူကောင်းဆောင်တို့သည်ဦးနှုဤဆိုရဖွင့်ဝင်ဖြစ်သောဦးတင်ထွတ်လောက်ကျန်ခံရမှုတွင် ရက်ဆက်ရုံမှသည်ရွယ်ချက်ရှိနေခြင်းကိုမှန်းဆမိကြသည်ဥတင်ထွသည်ကမ်ဘရစ်တက္ကသိုလ်ဘွဲ့ရတူဖြစ်ပြီးဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးအတွင်းအောင်မြင်ကျော်ကြားသည့်နောက်ကန်ရှိခဲ့သူဖြစ်သည်1948စက်တင်ဘာ18တွင်ရှုပ်ထွေးစမ်းကြဲသောဘုံပေါက်ကွဲမှု၌တည်ဆုံခဲ့ရသည့်ဥတင်ထွသည်ရခင်လားကနိုင်ငံခြား၏ဝင်ကြီးဖြစ်မှနှုတ်ထွက်လျက်မူးချုပ်အစဉ်ဖြင့်အရန်တပ်ဖွဲ့များ၏တက်မတော်စင်ရင်စစ်ချုပ် Inspector General ဖြစ်လာခဲ့သည် CPB နှင့်မျိုးမျိုးသောနိုင်ငံရေးပြိုင်ဘက်များစွာအပါအဝင်ပါတီတော်များများတို့ဆွဆွဲခံရတော့လေဤလူသားမှုတွင်မြေသူကားမှတာဝန်ရှိကြောင်းဝေမခံခဲ့ဘူးသေးပါစစ်ဝင်တန်းတက်သည့် CPB ကိုတိုက်ရန် Smith တွန်းကတာဝန်ပေးခဲ့သည့် KNTO တပ်ဖွဲ့များအားခြားနာသောချင်းကပ်မှုကိုကျင့်သုံးကြောင်းအစကတည်းကပင်သတိပြုမိနိုင်လောက်ပါသည်ကင်းငေါဆောင်များကထောက်ပြသလိုပင်ကင်းဒေါ်လာရေးစတင်ပြီး၄ရက်များအကြာတွင် KNTO ကိုမတရားသိမ်းကျင်ကြတော့လေ CPP ကမူ1953ထိတိုင်တရားမဝင်ဟုမကြေညာခဲ့ချေစစ်ဝင်တန်းတို့နှင့်နယ်မြေခံ UNP တို့သည်တပ်နေရာချထားပေးခြင်းခံရသည်နှင့် KNTO များနှင့် KN တိုင်းသား UNP တို့အားလက်နက်အံ့နံရန်စတင်အမိန့်ပေးတော်သည်မြားစွာတို့ကငင်းဆန်၍သူတို့၏လက်နက်များနှင့်အတူချက်ချင်းတပ်ကိုစွန့်ခွာကြသည်နယ်မြေတော်တော်များများတွင် တိုက်ခိုက်မှုများဖြစ်ပွားရာစစ်ဝင်တန်းတပ်ရော KNTO တို့ကပါဇိုးရမိန်နှင့်လှုပ်သည်ဟုဆိုကြသည် ကပိနဲ့ဝင်ကြီးအဖွဲ့ကစစ်ဝင်ချမ်းများအတွက်ရက်တီပေးဟန်ရှိပြီးရန်ကုန်ရှိတရင်းစာများကလည်းအောက်တိုဘာလအတွင်းကပတဲ့တွင်ကျင်းပသောရှိုးရမြောက် KNU ကွန်ကရက်တွင်ကရင်ကိုယ်စားလှယ်များ၏ကရင်များစု နေထိုင်ရာဒေသများတွင်အသက်အိုးအိမ်စီစဉ်တို့ကိုကာကွယ်ရေးတာဝန်ကိုလက်ခံရန်ဟူသောစကားကိုစိုးရိုက်အာဏာပိုင်စိုးမှုကို စိန်ခေါ်ခြင်းဖြင့်တန်ကုန်ဟစ်အတိတ်ပဲဖွင့်ကြသည်ထို့အချင်းတွင်မှာပင် ဆိုရှယ်လစ်ပါတီက KNU ကိုတိုက်ရန် PVO နဲ့ CPB တို့ပူပေါင်းတပ်ဦးဖွဲ့ရေးအကြံစီကိုထပ်မံတင်ပြလာပြီးလူချမ်းသာစီဝါရေးသမားရွှေရုံဖျားဂောဘကဖြစ်သူစာဥတွင်ကဘဘိုးကုန်းနဲ့ရဲဘော်ဖြူတို့တင့်မြေရေးဆောင်ရွက်ရန်အတွက်မစ်ရှင်ဖွဲ့တစ်ဖွဲ့ကိုဥဆောင်ခဲ့တော်လဲအောင်မြင်မှုတော့မရခဲ့ပေတောင်လုံးပွဲဤခိုက်တန်တွင်ဒုတိယကမ္ဘာစစ်ကာလက PIA ကရင်ပဋိပက္ခထပ်မံဖြစ်ပွားလာအောင်မြင့်၆ကြားစရာလာလာကကောင်းထောင်လာပြန်သည် ဇိုရဆုံးဖြစ်ရသည့်1948ခုခရစ်မတ်ဂျိုနေ့တွင်မြက်ကရန်ပူလောမြို့နယ်တွင်ဖြစ်ပွားခဲ့သည်ဒေသခံခင် UMB တပ်ဖွဲ့ကလော်ရော်လက်လက်လက်နက်ပြန်လည်အနံပီးသည်ကိုသတိပြုမိသောစစ်ဝင်တန်းတို့သည်ပြားချောင်းတဲသို့လက်ပြပုံများပြစ်သွင်းခဲ့ရာဖျားဝဲပြုနေသော ခရစ်ယာန်ကရင်လေးဦးသေဆုံးခဲ့ရသည် အနီးဝန်းကျင်ရွာများမှလည်းအလားတူတိုက်ခိုက်မှုများကြောင့်နောက်ထပ်ကရင်200သေဆုံးကြောင်းသတင်းရရှိပါသည်အေးဖြစ်ရများသည်တတိတခြားစီမဟုတ်ချေ 1949 January လတက်လာလုံးမှတိတိတတ်တာပင်အကြောင်းမဲ့သောတိုက်ခတ်မှုများပြတ်တောင်းပြတ်တောင်းဆက်လက်ဖြစ်ပွားနေခဲ့သည်။၎င်းလလယ်ပိုင်းတွင် အစုလိုက်တပ်ဖြတ်မှုတစ်ခုတွင်ကရင်ကျေးရွာ150ကျော်အသက်ဆုံးခဲ့ရသည်။ APF သည် PVO ကက်ဘိနက်ဝန်ကြီးဟောင်းပိုစိန်မန်ကောင်းဆောင်သော UNBEN တပ်ဖွဲ့ကတာကြီးမြို့နယ်အတွင်းရှိကရင်ရွာတွေကိုစီးနင်းတိုက်ခတ်ခဲ့ရာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ပိုစိန်မန်သည် နောက်ပိုင်းမကြာမီတွင်မှာပင်တာယာဝရီအနီး CPB PPO တပ်နေရာယူထားသည်ကိုနေเจ้าမှတိုက်ခတ်ရာတွင်ညွှန်ကြားမှုပေးရင်ကြဆုံသွားသည်လက်တော့ပြန်သည့်အနေဖြင့် KNDO တို့သည်မြို့ပကျုံမအောက်ပိုင်းရှိဘူပင်ငွေတိုက်ကိုစီးနှင်းပြန်သည်ဟုသတင်းရရှိသည်နေဝင်းဤတပ်ရင်းကြီးဖြစ်သောဗမာတပ်နက်ကိုင်တပ်ရင်းလေးက American နှင့်ခရီးရန်သာသနာပြုစာသင်ကြားကိုမိရှို့ပစ်သည်ဆိုရ၏ကောက်ကျစ်ညစ်ပတ်မှုက ကရင်လူတိုင်းဝိုင်းတို့အတွက်သာကန့်တတ်ထားသည့်မဟုတ်ကြောင်းဆွဆွဲချက်များရှိသည်။ကရင်နီကောင်းဆောင်ဦးပီတူရဲလောက်ကျန်တက်ဖြတ်ခံရပြီးနောက်များမကြာမီဩဂုတ်လတွင်မော်လမြိုင်မြို့ပဲလစ်ရုပ်ရှင်ရုံရှေ့တွင်ပြစ်တက်ခံရသော နိုင်စံထွန်းပါဝင် မုံမျိုးသားဤကောင်းဆောင်များပြအတက်ခံရသည်။လက်တင်မှာအစိုးရတချို့များဖြစ်ကြောင်းဆွဆွဲချက်ရှိသည်။ဤသို့သောတိုက်ခတ်မှုများတို့မှာတံပြန်အကျိုးသက်ရောက်မှုများကိုသာဖြစ်စေခဲ့ပြီး မွန်နေ့ဂရီနီတို့ဤခုခံဒေါ်လာရေးလှုပ်ရှားမှုများကလည်း KNU နှင့်အတူရှိန်ဟုံမြင့်လာတော့သည်ထို့ချိန်တွင်ရာပေါင်းများစွာသောစစ်ဝင်တန်းတပ်သားများသည်နေမြေကန် KNDU တို့ကလက်နက်တိုက်ကိုစီးနှင်းထားသည့်နေရာဖြစ်သောရန်ကုန်မြို့မှ9မိုင်ခွာရှိအင်းစင်ကင်းရက်ွက်များအနီးတွင်ရွှေ့ပြောင်းနေရယူသည်နေ့ကပြန်လည်ဆုတ်ခွာပြီးညကတွင် ပြန်လာ၍လန်တာစီများပြုတ်လို့သည်ရန်ပန်ရန်ကားတွင်ကင်းရက်ွက်များတဲ့သို့ဆန်လိုက်ပါပြင်းပစ်ခတ်ခြင်းနှင့်မော်တော်ပြင်းပစ်ခတ်ခြင်းတို့ကိုပြုတ်လို့သည် ရဲ့နိုင်ငံအတွင်းမှာပင်မြဝကျုံမတော်တွင်ရှိကရင်လူဖွဲ့စည်းများတမ်းမှာအလားတူဖြစ်ရများအတွက်သတင်းပေးပို့ချက်များသည့်ရန်ကုန်ရှိ KNU ဌာနချုပ်တို့တရဟောစည်းဝင်ရောက်ရှိလာသည်ဇောဘာဦးကြီးနှင့်စောဆိုင်ကေတို့သည်စစ်စင်ရေးဌာနချုပ်သည့်တီထောင်ရန်ရန်ကုန်မှအင်းစိန်တို့ပြောင်းရွှေ့လာခဲ့ပြီးဖြစ်သည်သူတို့ပထမဆုံးထုတ်သောအမိန့်မှာကရင်ရက်ွက်များကိုကာကွယ်ရန်အတွက်မြို့စုံပိုင်းမှ KNDO တို့ကိုဆင့်ခေါ်လာခြင်းဖြစ်သည်ပြမရင်းအင်းစိန်လိုက် KNDO 80သာရှိတော်လဲတိုက်ပွဲစတင်ချိန်တွင်အမျိုးသမီးစေနာဝန်ထမ်းများစွာတို့ပါဝင်မျိုးစောက်တပ်အင်အား400ဖြစ်လာသည်ထိုချိန်တွင်ရန်ကုန်ရှိသတင်းစာများကမှတ်သားဝယ်ချွင်းချက်ဖြင့် National သတင်းစာမှပါဝင်မှာ၎င်းသတင်းစာတို့ကသမိုင်းပညာရှင် Hugh Tinga ၏အခေါ်အဝေါ်ယကင်းတို့၏ရန်စောင့်မှုဟူသောအလွန်ကြုံလောက်ချမ်းမှုသတင်းများအပြင်လူထုစိတ်ကိုမီထိုးနှိုးဆော်ပေးကြသည်ယင်း Hugh Tinga သည်ဥနုဆိုရာ၏ထောက်ခံမှုအရှိဆုံးသမိုင်းပညာရှင်များနှင့် ဓုပါဝင်ဖြစ်သည်ဟုသဘောထားခံရသူဖြစ်သည်ဤကဲ့သို့တိန်းဆောင်မခံသောလမ်းစုံလမ်းကားတွင်ဇောဘာဦးကြီးကစစ်တပ်တွင်မှအထင်ပေါ်ဆုံး KNU လိုလားသူအမတ်၁ကရင်တနက်ကန်တပ်ရင်းကြီး၏တပ်မှုဘုံမူကြီးမင်းမောင်အားလမ်းကြောင်းလွှဲစစ်ဆင်မှုပြုလုပ်ရန်တောင်းဆိုပါသည်သူကချက်ချင်းမြင်လိုက်တာလျက်1949ဇန်နဝါရီ29ရက်နေ့ကရင်တနက်ကန်တပ်ရင်းတက်ကတောင်ငူ ရန်ကုန်နှင့်မန္တလေးရထားလမ်းကိုခွာလျက်တည်ရှိသည့်တောင်ကုန်းနှင့်အနီးနားရှိထန်းတမင်မြို့ကလေးကိုတင်ပိုက်ထင်းချုပ်လိုက်သည်။နောက်တစ်နေ့တွင်တောင်ဘက်25မိုင်ကွာမှဖြူးမြို့ကိုတင်သည်။ရင်းမမိုင်နေရာကွာတွင်မြဝကျွန်းမှနောက်ပိုင်းမှရေထဲမှပုံကန်စွန့်ကွာလာသူစောကြက်ကောင်းဆောင်သော KNDO တပ်ကပသိန်ကိုတင်ရန်ပြင်းထန်တိုက်ခိုက်ခဲ့တော်လဲမောင်မြင်ခဲ့ပြီ။သို့သောဤထင်ရှားဆိုင်စီရေလှူရှာမှုများသည့်ဒိမာမှုများတိုးလာခြင်းကိုသာဖြစ်ပေါ်စေခဲ့သည်။ဇန်နဝါရီ30ရက်နေ့လုံးတွင် စီဝင်တန်းတက်ကရန်ကုန်မြို့တမိုင်းနှင့်အလုံးရှိကင်ရက်ခွင်များအတွင်သို့မော်တာနှင့်မရှင်းကန်တို့ဖြင့်ဒရဇက်ပြစ်ခတ်ရာအိမ်များဒါဇင်နှင့်ချီ၍မိလောင်ရသည်။နောက်ဆုံးချိန်တီကြိုးပမ်းမှုတရအနေနှင့်ဇောဘာဦးကြီးနှင့်ဦးနူတို့နေ့လယ်ပိုင်းတွင်တွေ့ဆုံရန်ကျောင်းဝင်ပေးသူဘိုဂျိုးစမစ်တို့၏အစီအစဉ်ဖြင့်ချိန်ဆခဲ့ပါသည်။တို့ရာတွင်တမိုင်းတို့သွားသောလမ်းမှာပိတ်ဆို့ထားပြီးဖြစ်၍စီဝေးကိုပယ်ဖျက်လိုက်ရပြီးဆိတ်ဆက်ညှိနှိုင်းမှုဖြင့်ဖြစ်ရရှိရေမျှော်လင့်ချက်သည်လည်းဓမ္မဟုတ်ချင်းအငွေ့ပြန်ပြောက်ွယ်သွားတော်သည်။ အင်းစိန်တခွင်နန်းများပေါ်တွင်တိုက်ခတ်မှုများချက်ချင်းပင်ပောက်ကွဲထွက်ပေါ်လာပြီးဖြစ်၍လက်တွေ့မျက်မြင်ရဆိုရင်ကင်းတော်လန်ရေးကြီးစတင်ခဲ့ပြီးဖြစ်သည်အငင်းဘွားပင်အကောင်းဆုံးဖြစ်ကြံရှိနေသည့်မိခွန်းမှာစစ်တပ်၏ကာဂျော့စမစ်တွန်အားဘဲပုံပဲနီးဖြင့်ဖယ်ရှားခဲ့လေသည်နည်းဟု၍ဖြစ်သည်ဦးနုကသူ၏ကိုယ်ရန်၏ထုတ်ပတ်တီတွင်သူ၏ဆိုရာကစမစ်တို့နှုတ်ထွက်သည်ကိုတားမြင်ရန်စူးစမ်းခဲ့သည်ဟုဆိုတော့လေဒွန်းကိုရာ၏မှတ်တမ်းများကအလွန်ချမ်းသာသောရုပ်ပုံကားကိုရေးချထားပါသည် ဆိုရတက်ကပြစ်ခတ်တဲ့ဖြင့်လောက်ကျန်ခံရမည့်ဘေးမှာတည်တည်ကလေးလွတ်ခဲ့ရာအကြောင်းကိုပြောပြခဲ့သည့်အပြင်ယာရုမနှုတ်ထွက်ရမှာတပါအချားယူရန် လမ်းမရှိတော့ပါဟုဆိုသည်နာမည်ကိုထုတ်ဖော်ခြင်းမပြုဘဲအပြစ်ရှိသူဖြစ်သူလက်ညှိုးတဲ့တဲ့ထိုးပြခဲ့သူမှာသူ၏လက်ထောက်နေဝင်းဖြစ်သည်တမိုင်းကိုစစ်ဝင်တန်းတို့တိုက်ခတ်ရာတွင်စီစဉ်ညွှန်ကြားသူမှာလည်းသူ့လက်ထောက်ဝင်ဖြစ်ကြောင်းပြောပါသည်ဤချက်ကိုသူသိလာရသည်မှာတိုက်ခတ်မှုများရဲတပ်နိုင်ရေးစူးစမ်းရန် ဦးနုထံအကြောင်းဝင်ဆက်ဆက်သည့်အခါမှသာဖြစ်သည်သို့ရာတွင်ယခုသူပြန်လည်အမှတ်ရလာသည်မှာထိုအချိန်မတိုင်မီညကသူ၏လက်ထောက်ကပုံစံဆန်စွာသူ့ကိုတရိပ်ပေးခဲ့သည်တကယ်လို့များကင်းရင်တွင်အရင်နှလားကဆလုတ်ခံရင်သူတို့တွေအဆင်ပြေမှာပဲအခုတော့မရတော့ဘူးဟု၍ဖြစ်သည်1940ကို January 31တွင် Smith တို့နှုတ်ထွက်ခဲ့ရပြီးနောက်လေးတပ်ဦးစီးချုပ်လက်ကျန်ကင်းရင်လူမျိုးဝင်ကြီးနှုတ်ဦးလည်းနှုတ်ထွက်လာရသည်ဖြစ်ရာကင်းရင်လူအသားမွမ်းနှင့်ဖာစာပါလာဆိုရတို့ကြောင့်မှ ောက်ဆုံးသောကြိုးမြင့်မြင့်ကလေးသည်လည်းဖြတ်ထွက်သွားတော့သည်နောက်ဆုံးအချိန်ထိတစ္ဆာရှိခဲ့သောစမစ်တွန်းသည်လက်နက်ဆွဲကံရညင်းဆန်ခဲ့ပြီးနောက်ဆုံး၌ကန်ချီပြည်နယ်မြစ်ကြီးနားတွင်သူ၏မိသားစုနှင့်အတူအနားယူသွားပါသည်သို့သောသူကိုထုတ်ပယ်သည့်တရင်သည်စစ်တပ်တွင်ရှိကင်တပ်ဖွဲ့များနှင့်ရဲတပ်ဖွဲ့များတို့တွင်အလုံးရင်းနှင့်တပ်တွင်းပုံကံမှုကိုတော်၎င်းဖန်စီထိန်ထိန်ချင်းကိုတော်၎င်းချက်ချင်းမင်ဖြစ်ပွားလာစေပြီးတိုင်းပြည်ကိုနိုင်ငံရေးနှင့်တိုင်းသားရေးရာတို့တွင်ပိုးရကြီးမသောဖိအိုပြဲချင်းတို့ကြောက်ရောက်သွားစေတော်သည် ပြည်တွင်းစစ်ကတ်ဆိုကြီးနှင့်နေဝင်းဤတပ်မတော်ပေါ်ပေါက်လာခြင်းဤစာအုပ်ဤနောက်ပိုင်းခန်းများတွင် CPB နှင့်ကင်တော်လန်၏ဖြစ်ပေါ်တိုးတက်မှုတို့ကိုပို၍သိစိတ်ဖော်ပြထားပါသည်သို့သောကင်တော်လန်၏ကြိုးတရားမှုအတိုင်းအတာကိုသာသာထွတ်ထွတ်ခန့်မှန်းရန်မဖြစ်နိုင်ပါစမစ်တို့ဤကွက်ကွက်ကွင်းကွင်းရှိလာသောဇကားအရ KNTO နှင့်ကင်တပ်တွင်ပုံကန်သူတို့သည်နိုင်ငံတစ်ဖက်မှတစ်ဖက်သို့လေဟုန်စီးလျက်မင်းမျိုးနှင့်မန္တလေးသို့ဒုံဆိုင်ချီတက်ခဲ့ပါသည်တောင်ပိုင်းတွင်နေကန် KNTO တို့သည် လက်နက်တန်းစင်ထားမှုကမှွန်သောစစ်တပ်၏ကူညီပေးမှုဖြင့်ဒါဇင်ချီသောမြို့များကိုသိမ်းပိုက်နိုင်သည်။ဖာစာပါလာ၏ပြင်ပကဘာကြီးနှင့်အချိတ်ဆက်ဖြစ်သောမင်္ဂလာတောင်လေးစိတ်ကိုခိတ္တမြစီးထားနိုင်သည်။ထို့နောက်ရန်ကုန်မြို့နှင့်လေးမိုင်ကွာတီချီတက်နိုင်သောအဆင့်ထိရောက်ခဲ့ပါသည်။အရေးတကြီးအမှတ်ရနေသင့်သည့်အချက်များမှာဤကာလအတွင်းဖတ်ပြန်သူတို့ထူးခြားပြောင်မြောက်စွာအသာစီရခဲ့တော်လဲနောက်ဆုံးရက်တီချမ်းရသူမှာရန်ကုန်စိုးရတာဖြစ်ပြီးနောက်ပိုင်း၌ အဝေးရတကဲ့သို့ပင်ကြွေးကြော်နိုင်ခဲ့သည်စစ်ဝင်တန်းတို့သည်ရမ်းမိမွေးတဲ့သူများပင်ဖြစ်စေခဲ့ကမူကြိုတင်မှန်းဆနိုင်စွမ်းမရှိသည့်ရေးပါအရာရမှုကိုပိုင်ဆိုင်လာခဲ့သည်အကြောင်းမှာ KNU တော်လှန်ရေးစတင်သည်နှင့်သူတို့ကြောင့်ဖဆပလာသည် CPB တို့နှင့်ကြုံခဲ့ရသည့်ထက်စိတ်ဓာတ်ကျစရာကောင်းသောတက်တွင် ပုံကံမှုစွန့်ခွာသွားမှုများကိုကြံ့ကြံ့ခံရည်တည်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်ကင်တန်ရင်ကြီးတောင်းရင်းသာ KNU ဘက်ပြောင်းသွားခဲ့သည်မဟုတ် ်ကျန်ရီမြို့တော်တောင်ငူတို့ခြိတက်ရန်နေဝင်းကအမိန်ပေးခဲ့သည့်နော်ဆိုင်ကချင်တနက်ကန်တိုင်ရင်ကြီးတက်သည်လဲဖက်ပြောင်းက KNU နှင့်ပူးပေါင်းလိုက်ပြီးမန္တလေးသို့ဥဆောင်ခြိတက်ခဲ့သည်။တဆက်တည်းမှာပင်အရှိမြောက်သို့လှည့်၍ရှမ်းပြည်ဘိုဟုကိုဖျက်လျက်လာရှုကိုသိမ်းပပြီးနောက်တက်တန်းမရှိလာတော့1945-90ပေါင်းရောင်တော်လန်ရေးကိုစတင်ဆင်နွှဲခဲ့သည်။နေချင်းညာချင်းဆိုသလိုပင်ဖက်ပြိုင်သူတို့၏ရောင်သွေးစုံနှင့်အစဉ်အခွက်များအောက်တွင် မြန်မာပြည်နိုင်ငံ၏မြေပုံကြီးကပြောက်ွယ်သွားတော့သည်1949 AB ကင်တော်လိုင်းစတင်ပြီးနောက်3လမြသာကြာချိန်၌တစ်ခုနှစ်တစ်ခု꽌လန်းလာသည့်အခုကူအလန်ဗျူအလန်နီ CBB ဟင်းတရအလန်ဗျူမန္တလေးတောင်ကိုတထုံ အိမ်မန်းနေတွန်တီ KNU မင်းဘူးနေမကွေး PVO တို့သည်တပုံလက်သို့ကျသွားခဲ့သည်ဒိုက်ပွဲဖြစ်စအချိန်ကဖမ်းဆီးခံရသောထောင်နှင်ချီသည့်အကျဉ်းသားတို့ကိုပြန်လွှတ်သည်ဒေါနယ်ဒေတာများ၌တိုင်းသားမွန်ဂရင်းနီနှင့်ပို့ မျိုးသားဝါဒီတို့ကလည်းကိုပိုင်အုပ်ချုပ်ရေးကြီးညာပြီးသူတို့၏တနက်ပြန်ကိုစစ်တပ်ဖက်သူလှည့်ကြသည်ထိုချိန်တွင်၌ဂျဘာကော်ဝါ၏မူဂျာဟစ်ထက်ကဲ့၏သမားတို့ပြန်လည်အသက်ဝင်လာပြီးအနောက်မြောက်ဖက်နေကြားဒေသအများစုကိုသိမ်းပိုက်ထိန်းချုပ်လိုက်ကြသည် အမတ်၅ဘာမားရိုင်ဖယ်တပ်ရင်းကြီးကမွတ်စလင်ဖက်ပြိုင်သူများပေါ်နောက်ဆုံး၌အသာစီးရလေပြီးဟူ၍ထိုတပ်ရင်းကြီးကိုရကိုင်းဒေသမြောက်ပိုင်းမှခရိုက်ခရိုက်ပြန်ခေါ်လိုက်ခြင်းကြောင့်ဖြစ်သည်အထူးခြားဆုံးတိုက်ပွဲဖြစ်နိုင်သည်မှာ ဇောဘာဦးကြီး၏ KNU မျိုးဆောင်တပ်တို့ကမေလနှောင်းပိုင်းထိ132ရက်တာ၌ကြမ်းကြမ်းခံနိုင်ခဲ့သောရန်ကုန်မြို့မှ9မိုင်ကွာအင်းစင်မြို့တွင်တိုက်ခိုက်ခဲ့သည့်မြို့သိမ်းတိုက်ပွဲဖြစ်သည်ဗမာနိုင်ငံလုံးဆိုင်ရာအစိုးရဝန်ထမ်းများတပ်မကကလည်းနိုင်ငံတော်ဝန်လုံးရှိဆိုးရယုံများကိုတဖြည်းဖြည်းရပ်တန့်သွားစေခဲ့သည့်ဖြင့်ဦးနူဤကက်ဘိနက်ကိုချိုးနှိမ်ခေါ်ဝေါ်ခြင်းဖြစ်သည့်6မိုင်ရန်ကုန်ဆိုးရအတွက်သွေးယူသွေးတမ်းဖြစ်ရသောဤကာလအတွင်းပြည်ထနာများကိုပုံမူခက်ခဲရှုပ်ထွေးလာစေသည် ABTUC မှ CBB တက်ကြွလှုပ်ရှားသူများကဤတပိတ်ကိုမြန်မာပြည်ဒုတိယထွေထွေတပိတ်ဟုခေါ်ကြသည်ထိုတပိတ်မှာ1946တပိတ်ပြီးနောက်တွင် ပေါ်လာသောတပိတ်ဖြစ်သောကြောင့်ဖြစ်သည်အရုပ်သမားကောင်းဆောင်အများပြားဖန်ခံရပြီးမှကံကွယ်ဆန္ဒပြမှုများပြီးဆုံးသွားသည်ဤကဲ့သို့တရားဥပဒေစိုးမိုးရေးလုံးဝပြိုကွဲသွားခြင်းသည် CBB ဒီအိန္ဒိယဖြစ်နေသောစစ်စင်ရေးကိုတပံအားသည့် လောင်းလာစေခြင်းမှာအံ့ဩစရာမရှိပါ CBB သည်မြန်မာပြည်အလဲပိုင်းရှိအဓိကမြို့များဖြစ်သော ပြမနာရမဲတင်မြင်းချံတို့ကိုလပောင်းများစွာကြအောင်ပြန်လည်ထိန်ချုပ်နိုင်လာသည် CBB PBO ပူးတွဲထိန်ချုပ်မှုအောင်၌ပြည်မျိုးနှင့်တရားမျိုးတို့က1959ခုနှစ်ထဲသို့တိုင်ဥစိန်သာ၏ရခိုင်ပြည်သူ့လွတ်မြောက်ရေးပါတီလှုပ်ရှားတပ်ဝင်နေဆဲဖြစ်သည့်အမ်မျိုးက1956ခုနှစ်အထိနှင့်ဂွားမျိုးက1958ခုနှစ်အထိတိုင်ဆက်လက်တည်ရှိနေခဲ့သည် ဇိုးရကတုံးကြော်နိုင်ရည်ဒီမှာအံ့ဘွယ်တရေရှိလာသည်ဆုံးဖြတ်ပေးခဲ့သောအရာမှာပထမပိုင်းတွင်တုံဆိုင်မှုအတန်ငယ်ရှိတော်လဲအများအပြားဆက်လက်တစ်ဆာရှိခဲ့သောချင်းတနက်ကိုင်းတန်ရင်ကြီးဖြစ်သည်ဤခေတ်ကာလအတွင်းတိုက်ပွဲများမှထိခိုက်ပျက်စီးမှုနှင့်ပတ်သက်သောယုံကြည်ကိုးစားလောက်သည့်ကိန်းကနဲများကိုထုတ်ပြန်နိုင်ခဲ့ခြင်းမရှိပါတိုက်ပွဲများစုကိုပြင်းထန်သော နေရာယူစစ်ပွဲကြီးများအဖြစ်ထက်အလစ်အငိုက်တိုက်ခိုက်ခြင်းနှင့်ပျောက်ကြားတိုက်ပွဲငယ်များဖြစ်တာဖော်ပြလေရှိသည်တို့ရာတွင် ဖော်ပြခြင်းမခံရသည့်တေဆုံးဒဏ်ရာရနှင့်အိုးအိမ်မဲ့ဖြစ်ရသူအရေးအတွက်မှာတောင်းနှင့်ချီ၍ရှိသည်။ဗမာပြည်တွင်မြို့များရွာများတွင်စစ်ကြောင့်ညံ့ညက်ကြရသည့်တောနယ်ပိုင်းမှဒီရီလာစီးဝင်လာသည့်ခိုလုံသူစစ်ဘေးရှောင်များဖြင့်ပြည့်ကျက်လျက်ရှိသည်။အလွန်တရာသမယိုးကျဆန်လာသော1952ခုနှစ်ခန့်မှန်းချက်အရဝင်းကြီးချုပ်ဦးနုကအစိုးရဘက်မှကြီးစစ်သည်1352ဦးအပါအဝင် 3424သေဆုံးသည်ဟုဆိုသည်သို့သောဤကိန်းကဏ္ဍတွင်အရက်သားနှင့်ပုံကံသူများသေဆုံးခြင်းကိုထက်သွင်းထားသည်မဟုတ်ပေပုံကံမှုများ၏ပထမနှစ်နှစ်အတွင်းသေဆုံး6000နှင့်အိုးမဲအိမ်မဲတသန်းကျော်သည်ဟု၍သာလျှင်အသင့်တော်ဆုံးအပိသက်စီရင်ဖြစ်ပါလိမ့်မည်ဒုတိယကမ္ဘာစီးရင်အကျိုးဆက်အဖြစ်ပြည့်စည်မှုတံကိုခန်းဆားနေရသောဤလွတ်လပ်ပြီးစနိုင်ငံ၏စီးပွားရေးသည်ကျိုးပဲ့ပြည့်စည်လွယ်သောအနေထား၌ရှိနေကြရသည် ၎င်းစီးပွားရေးပေါ်ထွားကြပုံကံမှုများ၏တရားမှုတို့သည်ရေးချေတွင်တန်းပြင်းအင်အားကိုဆုပ်ယုပ်စေရာ၌ဒုတိယကမ္ဘာစစ်ကြီးနှင့်အတူတူပင်ဖြစ်သည်မြန်မာပြည်သည်စစ်ကြီးကခြံထားရေးသည့်ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာတရားတန်ချက်များဘယ်ကာကမှနလန်ထလာခဲ့ခြင်းမရှိပါ1952ခုနှစ်စောစောပိုင်းတွင်ဖက်ပြန်မှုများကြောင့်စုစုပေါင်းကုန်ကျခဲ့သည်တို့ကိုတွေ့ချေရာအလွန်ကြီးမားသည့်ပမာဏဖြစ်သောရူဘီ322ဂရီထိုစင်ကပေါင်တန်း250ခန့်ဖြစ်ပြီး လူသက်တံပိုးမှမူခက်မှန်းတက်ချက်၍ပင်မရနိုင်ဟုဆိုတော့လေဤသို့သောကိငင်းနေများကမြို့သားစီပွားရေးလုံးဝနီးနီးပြိုလဲရပုံကိုမညွန်ပြနိုင်ပါ1950နှစ်များတွင်ကအတော်ပင်ဆိုရပက်ပင်သောမီဒီယာနှင့်နိုင်ငံတကာသတင်းအုပ်စုတွေတခုကကိုယ်တိုင်စီစဉ်မှုမပြုဘဲဆိုရ၏အမြင်မှုများကိုတခုနောက်တခုသတင်းထုတ်ပြန်လျက်ရှိသည်သို့သောယင်းသတင်းသမားအုပ်စုသည်ရန်ကုန်ထက်ကျော်လွန်၍လက်လက်ချင်းမျိုးရှားပါလာပြီးနိုင်ငံ၏ပြန်လည်နလန်ထမှု နေကွင်းနေသည်ကို၎င်းဖက်ပြိုင်မှုများသည်ကြေးလက်ဒေတာအနှံပြားတွင်ထောက်ခံမှုရနေစေထိန်းချုပ်ထားနိုင်စေဖြစ်ခြင်းကို၎င်းထောက်ပြခြင်းမရှိသလောက်ပင်ဖြစ်သည်။ဤပျက်စီးယိုယွင်းမှုများအကြား၌လက်နက်ကန်ဖက်ပြိုင်သူတို့၏တီးစားကားမဲ့စနစ်နှင့်လေယာဉ်မြေဝီချမ်းရေးအစီအစဉ်တို့သည်ဒေသမှများစွာတို့အကြားဆွဲဆောင်မှုရှိနေစေဖြစ်ဟန်ရှိသည်။တိုက်ခတ်မှုများပြီးစနစ်အကြာ1958တို့ရောက်သောအခါမှာရေတဝဲဖိတ် ကန်ယူရန်လမ်းမကြီးကိုပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်ချင်းတောင်တန်းမှာပထမဆုံးထုတ်ယူရရှိလာသောတစ်လုံးများကိုချင်းတွင်းနှင့် AR မြစ်တို့မှတဆင့်ရန်ကုန်ရောက်အန်ဒီယကင်းကင်းမျောချနိုင်ခြင်းမရှိသည်မှာ1959ခုနှစ်ကုန်ဒီတိုင်ဖြစ်သည်၎င်းလမ်းကြောင်းမှာဗီဒီရှားအုပ်စုစဉ်ကတာမန်ခီးစဉ်များသာဖြစ်ခဲ့သည်ရေနံထုတ်လို့ရေးမှလည်းအတော်ပင်ထိနာထားသည် CBB PBO ဘက်မှရေနံချက်ရှိအရေးပါသောရေနံတွင်းများကို1953ဩဂုတ်လရောက်မှပင် ပြန်လည်သိမ်းပိုင်နိုင်ခဲ့သည်။ထိုချိန်မှာပင်လင်1955ရေနံထွက်မှစစ်မဖြစ်မီအဆင့်တန်းအောင်80ရာခိုင်နှုန်းနှိမ့်ချနေစေဖြစ်သည်။အားလုံးနဲ့ထိခိုက်မှုအများဆုံးဖြစ်ပွားရှိသည်မှာစံစမားထုတ်လုပ်ရေးနှင့်စီးပွားရေးလုပ်ငန်းများဘယ်ကမှပြန်လည်နှလမ်းမထူနိုင်ခြင်းပင်ဖြစ်သည်။နောက်ဆုံးလိုက်1959-60စံတင်ပို့မှုတန်ချိန်နှစ်တန်းအောင်ရောက်ရှိလာခဲ့တော့လေ။ဤပမာဏမှာစစ်ကြိုခီပြင်းပြခြင်းဖြစ်သောတန်ချိန်3တန်းအောင်များစွာနှဲပါနေပါသေးသည်။ ထိုချိန်မှစ၍တင်ပေါ်နှုံးသည်အထက်ဘွဲ့မှအောင်ရက်သူတိုင်းဆက်လက်ကြဆင်းသွားလျာ1988တွင် လုံးဝမရှိတော့သလောက်ပင်ဖြစ်သွားသည်1949နှစ်ကုန်ပိုင်းတွင်စိုးရအဖွဲ့ထက်မှန်တုံ့လောက်သွားစရာအကြောင်းပေါ်လာပြန်သည်အထုပုံ၍တုံ့လောက်စရာမရှိတော့သည့်အရင်ကြောင်းမှာတရုတ်ပြည်တွင် community အောင်ပွဲခံပြီးနောက်ယူနယ်နယ်မှလက်နက်ပြည်စုံတပ်ဆင်ထားသောကွန်မတီအကျဉ်းချံထောင်ပေါင်းများစွာတို့သည်ရှမ်းပြည်နယ်အတွင်းသို့မမျောလင့်ပဲ ကျူးကျော်ဝင်ရောက်လာခြင်းဖြစ်သည့် EPA ကြောင့်1952နှစ်များတွင်တွင်အမေရိကန်ကပြည်ဝကြားခံပေးထားသည်ဟုထင်ရသောဗိုလ်ချုပ်လီမီနိုင်ငံစွန့်ကွန်မန်ဒန်စစ်တပ်တို့ကိုမြန်မာပြည်၏ရှမ်းနှင့်ကချင်ပြည်နယ်ရှိနယ်ကြားမြင်းတလျှောက်တွင်အိတ်သွန်ဖာမောင်နီနီစစ်ပွဲကြီးခင်းရတော်သည်ရလထွက်လာသည်မှာ1953တွင်ဖစပါလာအစိုးရသည်ကမ္ဘာကူလာတမကထံတင်ပြကူညီကြောင်းလျက်ကန့်ကွက်ခြင်းဖြင့်အမေရိကန်ကူညီကိုနှိကုံချုပ်ပစ်ခင်ရသည် နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတုတ္တပါ